အားလုံးမင်္ဂလာပါနော်အဲဒီပြီးတော့ကျွန်တော်ဘယ်ကြောင့်ရပြောမလဲဆိုတော့ညီလေးတယောက်မိထားတော့လည်းရှိတယ်နော်ကျွန်တော်တို့ဒီအိမ်နောက်သူတရားတွေကိုကျွန်တော်မိတကူးတဲ့ခါတော့အဆင်ပြေအောင်ဘယ်လိုမလုပ်အောင်မလဲလို့ကျွန်တော်မိထားတာရှိပါတယ်ကျွန်တော်လည်းအကြောင်းတိုက်ဆိုင်လို့ပေါ့နော်ကျွန်တော်လည်းပြောချင်တာနဲ့ဒီဗီဒီယိုလုပ်ပြီးကျွန်တော်ဒါအာ sharing ပေါ့နော်ဒါကျွန်တော်မျှဝေတာပါနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထိုင်းမှာနေတဲ့လူတော်တော်များများကဒီဟာမျိုးကကြုံမှုပါပဲเนาะဘာဖြစ်လို့လဲဆိုတော့ အဲကျွန်တော်တို့မှရှိတယ်ဒီ printer တွေကတော့ကျွန်တော်တို့ A4 size ပဲရှိတယ်နော် A4 size ပဲရှိတယ်သူတို့ရှင်မှရှိလာတဲ့ဒီအိမ်တော်သူဇာတ်တွေကဘာလဲဆိုကျွန်တော်တို့ legal size တယ်နော်ဒီလိုရင်းဟုတ်နော်အဲခါကျတော့ကျွန်တော်တို့မိတူးတဲ့ခါကျရင်ကျွန်တော်တို့အကောလုံးမပါတော့မပါတဲ့ခါကျကျွန်တော်တို့ကဘယ်လိုပါဒီအပြည့်ပေါ့နော်အစားဆုံးပါအောင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးတော့မှာဖြစ်အဲလက်ဖို့လုံနေရတာနှမျိုးရှိရယ်နော်ဘာလဲဆိုတော့ ပထမတနည်းကတော့ကျွန်တော်စားကလေးကစနေတယ်ပေါ့ခောက်ထားပြူတာမရှိဘူးပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနဲ့ရိုက်ပြီးလုပ်လို့ရတယ်နော်အဲနောက်တစ်မျိုးကြတော့ကျွန်တော်တို့ကစားကလည်းတွန့်ကျင်နေတယ်ဒါကလည်းဟိုဟိုကျွန်တော်တို့ဖုန်းနဲ့ရိုက်လို့အဆင်မပြေတဲ့အနေအားဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုပရိုရှော့ကနေကျွန်တော် second ဖတ်မယ်ပြီးတာနဲ့သူတို့ကိုကျွန်တော်တို့ကကွန်ပျူတာထဲမှာပြန်တော့ကျွန်တော် A4 စိုက်ပြန်ချုပ်အောင်ပေါ့နော်အဲ့လိုလုပ်ပြီးမှကျွန်တော်တို့လုပ်လို့ရမှာဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုမှာလက်တွေ့ကျွန်တော်ရှင်းပြ အဲပထမတနည်းရတာဗာလဲဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ကဒီမှာကြည့်မှာနော်စကင်ဖက်လို့အဆင်မပြေဘူးနော်ဒီမှာကြည့်ပါနော်ကျွန်တော်တို့ဒီဘေးပေါင်တွေကိုကြော်နေနော်အဲ့ဒါဆိုင်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ပထမတနည်းရကျွန်တော်တို့စာရိုက်ကိုဒီလိုပြန့်နေအောင်ထားနော်ထားလိုက် ထားပြီးတာနဲ့ကျွန်တော်တို့ဖုန်းကိုကျွန်တော်တို့ကင်မရာဖွင့်ဖွင့်ပြီးတာကျွန်တော်တို့အပေါ်တက်တဲ့အန်ဒီလိုရိုက်ရမှာပေါ့နော်မီယိုအလင်းရောင်ကိုရအောင်ထားပြီးတာနဲ့ကျွန်တော်တို့အလိုပေါ်တက်တဲ့အန်ဒီရိုက်မယ် ဒါမဲ့အဲ့ဒါကလည်းကျွန်တော်တို့ကမိမိညီလို့ရှိရင်တစ်ဖက်ချမ်းတစ်ချမ်းမှောင်တစ်ချမ်းလင်းဖြစ်တတ်တယ်နော်မိအလေးအောင်ညီမတာအဆင်ပြေမယ်နော်တစ်ခါတလေကျွန်တော်တို့ဖုတ်ကမပြတ်ဖက်နည်းနည်းလေးဝါးသွားတာတွေတော့ဖြစ်တော့ဖြစ်တတ်တယ်နော်ဒါမဲ့လွယ်ဆုံးတော့ကျွန်တော်တို့ကဒီလိုဖုတ်နဲ့ရိုက်လိုက်မှာပေါ့ရိုက်ပြီးတာနဲ့ကျွန်တော်တို့ကနေကွန်တာတွေကိုကျွန်တော်တို့တစ်ခုနဲ့ပေါ့ဘာနဲ့ဖို့ကွန်တာတွေပို့ပို့ပြီးကျွန်တော်တို့ထုတ်လို့ရပြီနော်ဒီမှာကျွန်တော်တို့ခုရိုက်ပြမယ်နော်အဲ့ဒါကျွန်တော်ဒီမှာတစ်ပုံရိုက်ပြမယ် အပေါ်တက်တယ်မှထားမယ်ပြီးရတဲ့အမီးလင်းရောင်ကိုရအောင်ယူမယ်ပြီးရင်ရိုက်လိုက်မယ်တပုတ်နောက်တစ်ခုရိုက်လိုက်မယ်โอเคအဲ့မယ်ပြီးရတဲ့ဒါတချမ်းမှကျွန်တော်ပြရတာပါနော်အဲဆိုရင်ဒီကတော့ချမ်းထားလိုက်ပါချမ်းလို့အဲ့လိုကောက်နေကြတယ်ဆိုရင်ကျွန်တော်တို့နည်းနည်းဖြောင်းလိုက်ပါနော်ဗီဒီယိုကနည်းနည်းတော့ရှိမှာနော်ဒါမှကျွန်တော်ဒီမှာတကယ်လက်တွေ့လုပ်လို့ရမှအကြောင်းကိုကျွန်တော်ပြပြတာနော်အဲ့ဒီမှာလဲကျွန်တော်တို့ကအပေါ်တက်တဲ့နေပြီးရင် န်တပုံရိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော်တို့ရှေ့နောက်ရသွားပြီဒါဆိုရင်ရှေ့နောက်ရသွားပြီနောက်တနည်းအားကျတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ second ဖတ်ရမှာပေါ့နော် second ဖတ်မယ်ခါ second ဖတ်မယ်ကျွန်တော်တို့ photoshop ကိုဖွင့်ရမှာနော်ဒါဆိုရင်ကျွန်တော်တို့ photoshop ကိုဖွင့်လိုက်မယ်နော် ွင့်မယ်ပြီးရင်ပထမဘလို့ထားရမလဲဆိုကျွန်တော်ဒီပစ်ချမ်းတော့ဒီပစ်ချမ်းကကျွန်တော်တို့အရင်လောက်မှဖြစ်တဲ့ဆိုကျွန်တော်တို့ကဒီမှာနော်ဒီပစ်ချမ်းကောင်းဆိုတော့ပထမကျွန်တော်တို့ကဒီကောင်ကိုအလောက်လောက်ထားမယ်ဒီမှာနော်ဒီပစ်ချမ်းမှာနော်ဒီပစ်ချမ်းမှာကျွန်တော်တို့ပိုနေမယ်နော်ပိုစေဒီပစ်ချမ်းမှာကျွန်တော်တို့ကွက်တိထားမယ်နော်ကွက်တိထားပြီးတော့ねကျွန်တော်တို့အဲ့ဒါကိုရင်ကျွန်တော်တို့စကင်ရင်ဖတ်လိုက်အဲ့တော့ကျွန်တော်တို့ကအကြီးတော့ရတယ်နော်လုံးဝအကြီးရတယ်ဒါမှမဟုတ်နည်းနည်းတော့ကျွန်တော်အချိန်ပေးရတယ်လှုပ်ရှုပ်တယ်ပေါ့နော်ဒါမှမဖြစ်မနေလှုပ်ရမယ်ဆိုလှုပ်လို့ရအောင်လို့ဒါကျွန်တော်ပြပတ်တာနော် ပြီးရင်ကျွန်တော် second phase မှာပေါ့နော် second phase မှာဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောထားပြီးတာ file fan နဲ့ကျွန်တော်တို့ဒီမှာ import import ਆ နေနော်ဒီမှာအောက်ဆုံးစာချုပ်လေးရှိနေရောတစ်ချက်နှိပ်လိုက်နှိပ်ပြီးရင် stack ကိုနှိပ်မယ်ပြီးရင် okay နှိပ်မယ်အဲဒီနေရာမှာတစ်ခုပြောပြတာနော် second phase ကတခါတည်း second မနှိပ်နဲ့နော်ကျွန်တော်တို့ဒီနေရာလေးအပြောင်းစာချုပ်လေးကိုတွားသွားပြီးတာနဲ့အဲ့ဒီမှာ resolution ကိုကျွန်တော်300ထားပြီเนาะဒါမှကျွန်တော်တို့ကအကြီးရမှာဖြစ်တယ်เนาะနောက်ဆိုရင်အကြီးရမှာမဟုတ်ဘူးเนาะအမောင်း okay ပြလိုက် ဘာဖြစ်လို့တော်တော်များများကကျွန်တော်တို့အဲ့နေရာမှာသွားမပြောင်းတဲ့အတွက်เนาะကျွန်တော်စကင်ဖတ်တဲ့ခါပုံလေးဝါးတယ်ဝါးတယ်ဆိုတော့အဲ့ဒါဖြစ်ပါတာเนาะအဲ့နေရာမှာသွားမပြောင်းလို့เนาะအာပြီးရင်ကျွန်တော်တို့စကင်ကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ပရင်တာဒီမှာစကင်ဖတ်ပြီเนาะ Okay ဒါနဲ့ကျွန်တော်တို့တချမ်းရပြီเนาะဒီမှာတပိုင်းရပြီဒါဆိုရင်နောက်တစ်ပိုင်းကိုကျွန်တော်တို့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဘာထားမလဲဒီဖိချမ်းကို ျွန်တော်တို့က division ကိုเนาะကျွန်တော်တို့ဒီမှာ quality ထားမယ် division ကိုကျွန်တော်တို့ပို့ထားမယ်အဲ့နှစ်ချက်ကိုကျွန်တော်တို့ပြန်ပေါင်းရမှာเนาะသူကအလုပ်တော့နည်းနည်းရှုပ်တယ်ဒါမှမဟုတ်အကြီးရတယ်เนาะကျွန်တော်တို့ကြီးကြီးလင်းလင်းရမယ်เนาะအဲ့ဒီမှာတချမ်းထားလိုက်မယ်ပြည်တာနဲ့နောက်တော့ကထပ်ပြီးစကင်ဖတ်ရမှာပေါ့နော်နှစ်ခါဖတ်ရမှာเนาะဒီကเนาะစကင်နှစ်ခါဖတ်ရမှာ import အဲ့ဒီမှာလည်းဆွမ်းနာလို့ပဲเนาะကျွန်တော်တို့ဒီနေရာလေးမှာ300တော့ပြောင်းပေးရမယ်เนาะ300မပြောင်းရင်ကျွန်တော် site တူတော့မဟုတ်ဘူးเนาะဘာဖြစ်လို့ဆိုတော့ reservation ကတရားနဲ့300နဲ့ site ควွာသွားလိမ့်မယ်เนาะဒါတော့ကျွန်တော်ဒီမှာ300ပြန်ပြောင်းပေးမယ်ဆွမ်းနာလို့ပဲ300ပြီးရင် okay ပြီးရနဲ့ skin ကိုနှိပ်မယ်အမားကျွန်တော်တို့ခဏလေးဆောင်ပေးမယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့ရှင်းအောင်ရသွားပြီเนาะရှင်းအောင်ရသွားပြီဖြစ်တဲ့အတွက် အဲ့ဒါကျွန်တော်တို့ကပိုတိုရှော့မှာလုပ်တော့မှာနော်ကျွန်တော်တို့စကင်ဖတ်တဲ့ဘက်ကိုပြီးသွားပြီနော်အဲစကင်ဖတ်ထားတဲ့အပိုင်းနောက်ပိုင်းကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော် A4 စာရေးပေါ်သွားတင်မယ်ပြီးရတဲ့အညွေကိုပေါင်းမှာပေါ့နော်ကျွန်တော် A4 စာနဲ့ကွတ်ပြီးပြရတော့နော်အဲဒါဆိုရင်ဆွမ်းကစကင်ဖတ်ထားတဲ့စာရေးညွေကိုကျွန်တော်တို့က copy ယူမယ်နော် control J ပြီးရတဲ့နှစ်ပိုင်းစလုံးကို control J နဲ့ copy ယူမယ်ပြီးရတဲ့ A4 တစ်ချက်သွားယူရမယ်နော်ကျွန်တော် A4 ကိုသွားတင်မှာဖြစ်တဲ့အတွက် A4 တစ်ချက်တော့အင်းဒါဆိုရင်ကျွန်တော် A4 တစ်ချက်သွားယူလိုက်မယ်နော် 5 file နဲ့ new ကိုတွားမယ်တွားပြီးတာနဲ့ကျွန်တော်တို့ဒီမှာ print ကိုနှိပ်မယ်နော်နှိပ်ပြီးတာနဲ့ဒီမှာကျွန်တော်တို့ a4 ကိုနှိပ်မယ်ပြီးရင် create လုပ်မှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ a4 လိုချက်ရပြီအဲ့ဒါဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဒီ download ကြည့်ဆိုရင်ဆင်မပြေဘူးနော်ကျွန်တော်တို့ကအင်တော့ထုံးမှာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကလှည့်လိုက်မှာပေါ့နော်လှည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ image image ရဲ့ဒီမှာကျွန်တော်ဒီမှာ image rotate ဆိုတာရှိရယ်နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ90 degree ကိုနှိပ်လိုက်နော် ေးတာဆိုရင်ကျွန်တော်တို့ဒီမှာဖောင်းလောင်းလေးရသွားပြီเนาะဘေးလက်ကလေးရသွားပြီအဲ့ဒါဥမာကျွန်တော်တို့ဆွမ်းနာကျွန်တော်တို့စကင်ဖမ်းရတယ်ဆိုရင်နှေးရရှိရเนาะဒီမှာဒီရဒီမှာဒီပထမရုပ်ကိုကျွန်တော်အရင်ယူမယ်เนาะအားလုံးကျွန်တော်တို့ sorry ဘုံတို့ဂျင်းနဲ့ကော်ပြီးမကူရတယ်เนาะဘုံတို့ဂျင်းနဲ့ကော်ပြီးယူမယ်ပြီးရနဲ့ဆွမ်းနာ A4 size ဆိုကျွန်တော်တို့ draft ထည့်မယ်ပြီးရနဲ့တူကိုကျွန်တော်တို့စောင်းလိုက်မယ်เนาะဆောင်းမှာဖြစ်တဲ့ဒေကီဘုတ်ကနေကွန်ထရိုးလှည့်မယ်เนาะ sorry တူကိုလှည့်မယ်เนาะလှည့်မှာဖြစ်တဲ့ကျွန်တော်တို့ကဘာလုပ်မလဲเนาะ control D ကိုနှိပ်မယ်နှိပ်ပြီးရနဲ့ အဲ့ဒါခါကျရင်ကျွန်တော်တခုတည်းထားနော်တတော်များများကျွန်တော်ဒီဘေးကနေလှည့်တယ်နော်အဲ့လိုလှည့်တဲ့ခါကျရင်ကျွန်တော်တို့ကဘာလဲဆိုတော့အတဲ့မရအောင်နော်ဘေးလိုက်ဘေးလိုက်အတဲ့မရအောင်နည်းနည်းလေးစောင်းလာနေဖြစ်တယ်နော်ကျွန်တော်တို့ကအဲ့ဒီမှာဒီဘေးကနေလှည့်လာဆိုလို့ရှိရင်ကျွန်တော်တို့အတဲ့မရအောင်အတဲ့မရအောင်နည်းနည်းစောင်းလာနေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အဲ့ဒီပုံမှာ regulate နေမယ်နော် regulate နေနေပြီးတဲ့ဒီမှာကျွန်တော်တို့180ရှိရယ်90ရှိရယ်နော်အဲ့တော့ကျွန်တော်တို့90လှည့်မှဖြစ်တဲ့အတွက်ကျွန်တော်တို့90ကိုနှိပ်လိုက်အဲ့တော့ဒီမှာ လဲပါရနော်အဲဒါကျွန်တော်ဒီနားမှာတစ်ချက်ထားလိုက်ပြီးရင်အမှတ်ချပြလိုက်နောက်တစ်ရက်သွားယူနော်ကျွန်တော်ဒုတိယ second ဖတ်တဲ့ဟာသွားယူမယ်ပြီးရတဲ့အဲ့ဒီဖို့ပေါ်တင်မယ်တင်ပြီးတော့သူ့ကိုလည်းကျွန်တော်ဆွမ်းအောင်လုပ်လိုက်မယ်နော်လှည့်မှာဖြစ်တဲ့အတွက် control နဲ့ TO နှိပ်မယ် control TO နှိပ်မယ်နေပြီးတာနဲ့သူ့လှည့်မှာဖြစ်တဲ့အတွက် right လေဆွမ်းတာလိုပဲကျွန်တော်တို့ဒီမှာ90ဒီဂရီလုပ်လိုက်နော်အဲဒါကျွန်တော်တို့ပြီးရရတာပြီ။ Okay ဒီနေ့ချက်နော်။အဲဒီမှာတော့မတည့်သေးဘူးနော်။ပြီးရင်အမှတ်ချပြလိုက် ဒီမှာအပေါ်တက်မတက်ကျွန်တော်တို့မသိရအောင်လို့ဘာဖြစ်လို့လဲဆိုတော့အပေါ်ဆိုင်ကအောက်ကဆိုင်ကိုကွယ်နေတဲ့တွေ့နော်မသိရဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဘလို့သူတို့နှစ်ယောက်ကိုဘလို့အဲ့နှစ်ယောက်ကိုကျွန်တော်တို့ဘလို့ထမ်းလဲဆိုတော့ကျွန်တော်ပြမယ်နော်ဘလို့ထမ်းလဲဆိုတော့အဲ့နှစ်ယောက်ကိုကျွန်တော်တို့ဘလို့ထမ်းလဲဆိုတော့အပေါ်ဆိုင်ကိုနော်အပေါ်ဆုံးဆိုင်ကို selection ပေးပြီးပြီးတယ်ဒီမှာ over steamer တွတ်လျှောက်လိုက်နော်အမှငါးကြော်လျှောက်လိုက်ဒါဆိုအောက်ကဆိုင်ကိုဒီမှာတွေ့ရပြီနော်တွေ့ရပြီတွေ့ရပြီဆိုတော့ကျွန်တော်တို့အပေါ်ဆိုင်ကိုအောက်ကဆိုင်နဲ့တက်အောင်ကျွန်တော်တို့ light ချိန်မယ်နော် တည့်အောင်လိုက်ချိန်မယ်။အဲဒီမှာအပေါ်စားကနည်းနည်းလေးစောင်းနေနော်။အားစင် keyboard ကနေ control D ကိုနှိပ်မယ်နော်။နှိပ်ပြီးရတဲ့ဒီဘေးကနည်းနည်းလေးလှည့်မယ်နော်။ကျွန်တော်အောက်ကစမ်းတဲ့တစ်ထက်ထက်ကြအောင်နော်။မြင်းဒီကြောင်းလေးဖြစ်တော့ပေါ့။ဟင်း okay ။ဒါဆိုရင်တည့်သွားပြီ။ဘောမြင်းတည့်ပါဘေးတိုင်းမြင်မတည့်သေးဘူးနော်။ဒါဆိုကျွန်တော်တို့ဘေးတိုင်းမြင်ကိုကျွန်တော်တို့ LED နဲ့ကျွန်တော်တို့ဆွဲလိုက်မယ်နော်။ဟုတ်ရှိကြပါပြီ။ โอเคဒါဆိုရင်စာလုံးလေးလည်းတဲသွားပြီเนาะမင်းရောင်းလေးလည်းတဲသွားပြီဒါဆိုရင်အဆင်ပြေသွားပြီเนาะအဆင်ပြေသွားပြီဒါမလို့ဒီနေရာလေးမှာကကျွန်တော်တို့စိုင်းဖြတ်တဲ့နေရာဖြစ်တဲ့တွေ့เนาะอืมရတယ်ဒါဆိုရင်ဒီမှာမင်းရောင်းလေးလည်းတဲသွားပြီเนาะစာလုံးလေးလည်းတဲသွားပြီเนาะအပေါ်အောင်เนาะတဲသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးမှာ over speed ကိုကျွန်တော်တို့ပြန်တင်ရမှာเนาะအပေါ်ဆုံးစာရဲ့မှာ over speed short ထားတယ်เนาะအာကျွန်တော်တို့ over speed နဲ့ပြန်တင်လို့ဟိုတိုင်းပြန်ထားလိုက်ပါเนาะဒါ okay ဟုတ်ပြီเนาะ အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနော်အရင်မှအကြောင်းကြီးပေါ်ရနော်တာအတိတာတဲ့အနေပါနော်ဒါကျွန်တော်တို့ဘယ်နေရာမှာဖြတ်မလဲဒီနေရာမှာဖြတ်မယ်နော်ကျွန်တော်စာလုံးလည်းမရှိဘူးမြေကြောင်လည်းနေရာဒီနေရာမှာဖြတ်မယ်နော်ဖြတ်မှာဖြတ်တဲ့အတွက်ကျွန်တော်တို့မှာ rectangular လေးကိုယူမယ်ယူပြီးတာနဲ့ကျွန်တော်တို့ကလေယာဉ်မှာနော်အပေါ် size ကိုဆက်လက်ပေးထားမယ်နော်ပေးပြီးတာနဲ့ကျွန်တော်ဒီနေရာဖြတ်လိုက်မယ်ပြီးရင် keyboard ကနေပြီး delete key ကိုနှိပ်လိုက်โอเคပြီးရင်စရရင်ဖြောင်းမဲ့ control နဲ့ d ကိုနှိပ်မယ်နော် ဒီနေရာမှာဆိုတိုင်းတိတ်မတိတာဘောနော်ဒီနေရာလေးမှာဆိုတိတ်မတိတာဟုတ်အဲโอเคဒါဆိုကျွန်တော်တို့ကဒီဇိုင်းနဲ့ချက်ကိုပေါင်းမှာဖြစ်တဲ့တွေ့ပေါင်းလိုက်တယ်မနော်ပေါင်းလိုက်တယ်မှာဖြစ်တဲ့တွေ့ဒီဘေးမှာရှိတဲ့လေယာဉ်နှစ်ခုကျွန်တော်တို့ပေါင်းအောင်မနော်အပေါ်ဆုံးလေယာဉ် selection ပြီးမယ်ပြီးရင်ကီးဘုတ်မှာရှက်ကိုဖိမယ်အောက်ကလေယာဉ်ကိုတစ်ချက်ကလစ်လိုက်ဒါဆိုမှာနောက်ခုဆုံး selection ဝင်သွားပြီနော် selection ဝင်သွားပြီဆိုတော့ကျမကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကီးဘုတ်ကနေပြီး control နဲ့ e ကိုနှိပ်မယ်နော် control e ကိုနှိပ်လိုက်မယ်ဒါဆိုရင် အဲကျွန်တော်လေယာဉ်နှစ်ခုပေါင်းသွားပြီသူ့ကိုကျွန်တော်လေယာဉ်ကားစင်ကျွန်တော်လေယာဉ်နှစ်ခုစလုံးပေါင်းသွားပြီနော်လေယာဉ်ပေါင်းသွားပြီဆိုလို့ရှိရင်ဘာလို့မှလဲဆိုတော့သူ့ကိုကျွန်တော်တို့က A4 စာရိုက်နဲ့ quick fix ဖြောင်းထုတ်ရအောင်နော်ဒါဆိုလေယာဉ်ပေါင်းသွားပြီလေယာဉ်ပေါင်းသွားပြီဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က A4 စာရိုက်နဲ့ထုတ်မှဖြစ်တဲ့အတွက် A4 စာရိုက်ပေါ်မှာကျွန်တော်တို့ quick fix ဖြောင်းထုတ်အောင်ပါနော်ထုတ်မှဖြစ်တဲ့အတွက် keyboard ကနေပြီး control နဲ့ D ကိုနှိပ်မယ်နော် control နဲ့ D ကိုနှိပ်မယ်နှိပ်ပြီးတာနဲ့ control ခြင်းနဲ့အနေထားဒီကျွန်တော်တို့ထုတ်နိုင်မယ်နော်อืมဒါဆိုရင် ကျွန်တော်တို့ A4 size ပုံမှန်ဒီမှာအတိအရပါပြီနော်အဲဒါကျွန်တော်တို့အပေါ်ကိုနည်းနည်းလေးဖြည့်လိုက်မှာနော်အဲအောက်လည်းနည်းနည်း Okay အဲ့လိုကျွန်တော်ရှိကိုအိမ်တော်သူတရားတွေတောင်ရိုးလာတာပေါ့နော်မဖြစ်မနေလုပ်ပေးပါဆိုလို့ရှိရင်ကျွန်တော်ဒီနည်းနည်းလုပ်ရတဲ့အကြောင်းကိုဒါကျွန်တော်မျှဝေတာပါနော်နောက်ထပ်ကျွန်တော်ပိုလိုရှင်းနဲ့ပတ်သက်တဲ့အဲတင်ကားလာတဲ့ကျွန်တော်မျှဝေတော့မှာဖြစ်ပါ ဖိုတိုရှော့ပဲဖြစ်ပေါ့နော်ကျွန်တော်ပရင်တာပဲဖြစ်ဖြစ်ခုမှစပြီးလေ့လာတဲ့လူတွေပဲနော်ကျွန်တော်ရဲ့ဗီဒီယိုခိုင်းလေးတွေကြည့်ပါနော်ကျွန်တော်ကလက်ရှိကျွန်တော်လုပ်နေတဲ့လက်တွေ့တွေလက်တွေ့ပိုင်းတွေပဲကျွန်တော်တင်ပြတာဖြစ်တယ်နော်တင်ပြတာဖြစ်တယ်အားကြောင့်ခုမှစတင်လေ့လာတဲ့လူတွေတော့လုံးဝအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်နော်ယုံကြည်တယ်ဒါပြင်ကျွန်တော်လည်းပြင်ရဒါနအနေနဲ့ကျွန်တော်တင်ပြတာပါနော်အကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဒီဒီရင် တည်ခြင်းတဲ့အရာတွေရှိရင်လည်းကျွန်တော်တို့ comment မှာမေးလို့ရပါတယ်เนาะကျွန်တော်တိတိမြာအရာအလုံးကိုဒီလို record လေးတွေဖမ်းပြီးတာနဲ့ကျွန်တော်တင်ပေးလို့မှာဖြစ်ပါတယ်เนาะပညာဒါနအနေနဲ့ကျွန်တော်တင်ပေးလို့မှာဖြစ်ပါတယ်အဲကိုယ့်ရဲ့တစုံတရာအကျိုးရှိရဆိုတော့ like share ပဲလုပ်ပေးပါတော့ကျွန်တော်တောင်းဆိုပါတယ်เนาะ